ကျွန်တော်ရှူတင်အဲရှူတင်မှာကျွန်တော်ရိုက်နေဆိုတော့ behind the scene ပုံနေမျိုးကျွန်တော်တပည့်တွေရိုက်ထားတာရိုက်ထားပြီးသူတင်လိုက်တဲ့ဟာလေးတင်လိုက်ပြီးတော့မှကျွန်တော်တို့အိုက်ဇာကားနဲ့ပတ်သက်ပြီးတော့ဘာ footage မှမတင်ဘူးလေဒါပေမဲ့အဲဟာလေးကတင်ပြီးတော့နိုင်ပဲနဲ့သူတော်တော်များများတော်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 ပြန်သွားတော့ကျွန်တော် only မီပြန်လောက်လိုက်တာတော့တော်တော်များများမမီတော့ဘူးသူနိုင်ပဲတွေ့ရုံနည်းနည်းအဲ့လိုတူးမီလန်လောက်ဖြစ်သွားတယ်အဲ့တော့ share တဲ့လူတွေဟိုဟာတော်တော်များများအဲ့လိုဒါပေမဲ့ feedback ကတော့ကျွန်တော်တက်ကတော့ကောင်းပါတယ်ဟိုဒါသိဆိုကောင်းတယ်တော့เนาะအပြင်မှာဖြစ်နေတဲ့အတိုင်းပဲတော့ အဲ့လို comment တွေလည်းပါသူတို့ comment တွေကြောင့်လည်းရေးရတယ်ဟုတ်ဘာလဲနံပါတ်ကြီးတယောက်ဆောင်တွေကတော့ wine tar နေရဟိုးတဲ့ဒီကောင်ဘာလို့အဲ့လိုဒေါသထွက်နေရလဲဟိုဒေါသထွက်တဲ့အခါကိုရှိုက်နေရလေဟုတ်တယ်မချောရနာနဲ့ကျွန်တော်နဲ့မခိုင်းနေတဲ့စင်းရနောက်တစ်ခုကအဲ့ဘောလုံးဝင်းထဲမှာ movie သွားတောင်းကြတဲ့စင်းအဲ့ဒီဟာလေးကတော်တော်များများကြိုက်ကြတယ်ဟုတ် ကာအခုကတော့ဟိုဈာမကျွန်တော်မရိုက်ဖြစ်ပဲနေတဲ့ကာလတွေအများကြီးလေရရှိနေမရှိရလဲပါတယ်ပြီးတော့ဟိုလာငှားတဲ့ဇက်တွေရလဲကျွန်တော်တိတ်မကြိုက်တယ်ကျွန်တော်လည်းမလိုက်တဲ့ဇက်မျိုးကြောင့်လည်းမရိုက်ဖြစ်ဘူးเนาะအခုနောက်ပိုင်းကျတော့ကျွန်တော်တို့လိုက်တဲ့ဇက်တွေလာငှားတာများတော့ရိုက်ဖြစ်ပါတယ်ဟုတ်ဇလန်တွေရောရုပ်ရှင်ရောအခုကတော့ပြန်ရိုက်နေပြီပေါ့ဟုတ်ဟို character တခုသေးသေးချာချာလေးအဲ့လိုသူတို့ဇက်ညွှန်းမှလေးသေးချာလေးအဲ့လိုမျိုးရေးထားတဲ့ဟာမျိုးကျွန်တော်လည်းတည်ဥဆောင်ခွင့်ရမယ်ဇက်ယူမျိုးဆိုလို့ရှိရင် ဇက်ရုံမရွေးပါရိုက်ချင်ပါလေဟုတ်တချို့ကြောင့်လဲကျွန်တော်ပြန်ရိုက်ပြန်မရိုက်ဖြစ်တာကြာတော့တချို့ကလည်းကျွန်တော်မရိုက်တော့ဘူးတော့ထင်တာကျွန်တော်မြန်မာလေးရိုက်တာတွေပရိုဂျက်ဆိုင်ကျွန်တော်ပြောဆိုကျွန်တော်ဟိုတိုက်တယ်ခေါ်ကျင်တယ်ဆိုပေမဲ့လည်းကျွန်တော်မရိုက်တော့ဘူးလို့တချို့ကထင်တော့လဲကျွန်တော်အနေနဲ့အဆက်သွယ်ပြတ်နေရအောင်အဆက်သွယ်ပြတ်တော့ဈာမလည်းကျွန်တော်ဒီဟိုပကြီဘက်ကိုရောက်သွားသေးတယ်ဗကြီဘက်တော့ရှော့ဆွဲပြတ်တော့ဒီဇလန်တွေတွေပြဒီရိုက်ကူးရေးပါဘောမလို့ဖြစ်တော့တော်တော်မြန်မာလည်းကျွန်တော် တချို့လည်းနိုင်ငံထွက်သွားပြီးတချို့ကလည်းအဒီပကြီးပဲဆွဲနေတယ်သူမရိုက်ဖြစ်တော့ဘူးလားမသိဘူးဆိုပြီးထင်တော့မငားဖြစ်တာပေါ့နော်အခုနောက်ပိုင်းကျတော့ကျွန်တော်ပြန်ရိုက်ဖြစ်နေတာသိတော့အခုကျွန်တော်လည်းလိုက်တဲ့ဇက်လေးဆိုအခုလာလာငားတာပေါ့ဟုတ်ရပါတယ်ခဏပါပဲဟိုလေရှစ်ပါဇလန်းတွေတခုဇလန်းတွေတခုပြီးတော့ဂျာမန်ရုပ်ရှင်တကားပေါ့ဟိုဝင်ကစိုးဆိုတာကပွင့်တင်ကြီးဆိုတာနဲ့အဲအဲ့ဟာလေးရိုက်ဖြစ်တယ်ပြီးတော့အခုဒီအခုရိုက်နေတာတော့ဒီနေ့ရိုက်နေတာဇလန်းတွေပေါ့ဟောရောင်သူမျက်နှာဖုံးမြဆိုဇလန်းတွေပေါ့ဟော ခိုင်းနေတယ်ဒီလိုပဲကျွန်တော်ရှူတင်အဲ့ရှူတင်မှာကျွန်တော်ရိုက်နေဆိုတော့ဘီအန်နေစင်းပုံနေမျိုးကျွန်တော်တပည့်တွေရိုက်ထားတာရိုက်ထားပြီးသူတင်လိုက်တဲ့ဟာလေးတင်လိုက်ပြီးတော့မှကျွန်တော်တို့အိုက်ဇာကားနဲ့ပတ်သက်ပြီးတော့ဘာ footage မှာမတင်ဘူးလေဒါပေမဲ့အဲ့ဟာလေးကတင်ပြီးတော့နိုင်ပဲနဲ့သူတော်တော်များများတော်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 ပြန်သွားတော့ကျွန်တော် only မြန်လောက်လိုက်တာတော့တော်တော်များများမမီတော့ဘူးသူနိုင်ပဲတွေ့ကိုနည်းနည်းအဲ့လိုတူးမီလန်လောက်ဖြစ်သွားတယ်အဲ့တော့ share တဲ့လူတွေဟိုဟာတော်တော်များများအဲ့လိုဒါပေမဲ့ feedback ကတော့ကျွန်တော်တက်ကတော့ကောင်းပါတယ်ဟုတ်ဒါဒီဆိုကောင်းတယ်တော့အပြင်မှာဖြစ်နေတဲ့အတိုင်းပဲတော့ အဲ့လို comment တွေလည်းပါသူတို့ချို comment တွေကြလည်းရေးရတယ်ဟုတ်ဘာလဲနံပါတ်ကြီးတယောက်ဆောင်တွေကတော့ wine tar နေရဟိုးတဲ့ဒီကောင်ဘာလို့အဲ့လိုဒေါသထွက်နေရလဲဟိုဒေါသထွက်တဲ့အခါကိုရှိုက်နေရလေဟုတ်ကဲ့မချောရနာနဲ့ကျွန်တော်နဲ့မခိုင်းနေတဆင်းရနောက်တစ်ခုကအဲ့ဘောလုံးဝင်းထဲမှာ movie သွားတောင်းကြတဲ့ဆင်းရအဲ့ဒီဟာလေးကတော်တော်များများကြိုက်ကြတယ်ဟုတ်ပြပကျွန်တော်မူးရင်အဲ့လိုမျိုးရီမောပြီးတော့လူတွေပျော်လိုက်နောက်နေရ ဒါပေမဲ့အဲ့လိုမျိုးကျန်ကျန်တဲ့အခမ်းမျိုးသေဥဆောင်ရအောင်လည်းကြိုက်ပါတယ်ကြိုက်ပါကျွန်တော်လည်းလိုက်တယ်လို့ထင်ပါပြန်ကြည့်လို့ဟာကျွန်တော်အတန်းကြီးတော်တော်ကျယ်တာပဲလို့အတန်းကြီးကအဲ့ဒီဘောလုံးကင်းထဲမှာလောက်ဟိုဟော်ကန်လည်းမဟုတ်ဘောလုံးကွင်းထဲမှာပဲကျွန်တော်ရိုက်နေတဲ့အတန်းကြီးအတန်းကြီးကဟိနေဒီဖုန်းထဲကနေအဝေးကနေလှမ်းရိုက်တာတော့မှပဲဟာအတန်းကြီးဟာငါတန်းကြီးတော်တော်ကျယ်တာပြန်ကြည့်မသိတကယ်ဖြစ်နေတဲ့အတိုင်းဟုတ်တယ်ပါတာပေါ့ပါတာပေါ့ပါတာပေါ့မခိုင်လို့ဆိုတော့ကျွန်တော်တို့ငွေလေးတွေကကြိုက်ခဲ့ရတဲ့သေဥဆောင်လည်းပါတယ်ဖြစ်တယ်ပြီးတော့ ဟိုအရန်သူတို့ကလည်းကျွန်တော်တို့ကြိုက်တဲ့ပုံစံမျိုးပဲလေတရုတ်ဆောင်တာကိုတရုတ်ဆောင်တာနဲ့မတူအောင်မတူပဲနဲ့အပြင်မှုမျိုးကိုပိုကြိုက်တဲ့တရုတ်ဆောင်တွေဆိုတော့မခိုင်တွေပတ်မုံမှုမချောရတနာတွေပတ်မုံမှုတွေအများကြီးပါပါကျွန်တော်နဲ့မချောရတနာနဲ့မခိုင်နဲ့တော့ရံဖြစ်တဲ့စိတ်ဆိုဟိုဒီမခိုင်တို့မချောရတနာတို့ရပတ်မုံမှုတွေပြီးတော့သူတို့ဟိုနဲ့အဲ့လိုပေါ့အလမိုင်းကတ်သွားတော့အရန်ဟိုကောင်းတယ်ပဲတယောက်နဲ့တယောက်လည်းအဲ့လိုလိုပါဟုတ်ပြန်လို့ဖြစ်လဲဆိုတော့ ကျွန်တော်ဒီလုံးလုံးနေရပျော်နေရဆိုလေဒီလုံးဒီအနုပညာအလုံးလုံးနေရပျော်နေရလို့ဆိုတခြားလဲကျွန်တော်တခြားအထွေထွေတခြားဘာမှမလုပ်လေဒီလုံးဘယ်လိုလဲကိုကိုဘယ်လိုပြောမလဲကိုနေရကိုပြန်ရောက်သွားတယ်လို့ခံစားရအောင်နော်ကိုကိုပျော်တဲ့နေရကိုပြန်ရောက်သွားတယ်လို့ခံစားရတော့ဟုတ်လားတွင်းတွင်းရဲ့ဆိုအကအကုန်လုံးအလုံးကျိုးစားတယ်ပိုင်တကုံဆိုလည်းတော်တယ်သူဆိုလည်းအလုံးကျိုးစားတယ်ပြီးတော့အရန်လည်းဟိုဘယ်လိုပြောမလဲ respect ရှိတယ်ပြီးတော့ တော့ပါတယ်အခုဟိုလေညီတွေညီမတွေနဲ့တွေ့အလုပ်လုပ်တာကောင်းပါတယ်အခုဒီမှာဆိုလဲကျွန်တော်ပါမယ်ချာလီပါမယ်ကောင်းပါတယ်အလုပ်လုပ်လို့ဟုတ်ပြောရှင်ပါပြောရှင်ပါဆိုတော့ဒီကလာအဲ့လိုမှာကို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 မအလုပ်ပြန်မလုပ်လို့ရှင်လဲဟိုကိုပဲဟိုဟိုကဖြစ်သွားမှာပေါ့နော်ဟိုကိုကိုကိုပျောက်သွားမှာဆိုတော့ကိုပျော်တဲ့အလုပ်တွေကိုလုပ်နေရင်းနဲ့ပဲကိုကိုကိုမပျောက်အောင်ပျောက်မတော့လို့ပဲနေရတာပေါ့ဟုတ်ကျွန်တော်လည်းပုံမြင်မြင်နေတာလေအဲ့လိုပေါ့ပေါ့ပေါ့ပြပေါ့ရွှေရွှေအမမတို့ကျွန်တော်ကကျွန်တော်ကကျွန်တော်အပြင်ပါဆိုလို့ရှိရင်ကျွန်တော်ဟာတာဟာတာတွေကြိုက်တယ် ဒီ social media ပေါ်မှာသာဟာတာပြောတာတို့လို့ဟာတာနဲ့ပတ်သက်ရတာမတင်တာပဲရှိတယ်အပြင်မှာတော့ကြောသင်ချင်းတွေတော့သိတယ်ကျွန်တော်ရန်ဟာတာပြောတာဟာတာကိုကြိုက်တာသိတယ်အခုကျတော့လို့တချို့ကျတော့ကိုကကိုရိုက်တာမဟုတ်ဘေးကနေသင်ငယ်ချင်းရိုက်ပေးလိုက်တဲ့ဟာမျိုးလေးတွေအဲ့လိုဟာတာဟာလေးမျိုးလေးဆိုတော့ဘာပြောပို့ပြီးတော့ပေါ့ပေါ့ပါရှိရအောင်ပို့ပြီးတော့လူတွေနဲ့လဲပို့ပြီးတော့နီးစပ်တာပေါ့နော်ကိုကိုကြိုက်တဲ့လူတွေနဲ့ကိုနဲ့ကြားမှာအဲ့လို တခုအခုခံမရှိတော့တသားနဲ့ဖြစ်သွားတော့လေအခုကတော့ပို့ပြောဖို့ကောင်းတယ်ဟုတ် TikTok လိုပုံသုံးလိုက်တာလေဟိုကျွန်တော်တို့အမြတ်ပဲဗျဘာပြောဟိုကိုယ်ကြိုက်တဲ့လူတွေရှိပါသေးလားဆိုတော့ဟာရေပြီးတော့ကိုယ်ကိုလည်းအဲ့လိုအားပေးတယ်ကိုယ်ကိုကိုယ်အဲ့လိုပျော်ပျော်ရွှင်မြင်စေချင်တယ်ကိုယ်ကိုအဲ့လိုမြင့်တာရှိတဲ့ပြည်သက်တွေရှိတယ်ဆိုတော့ဒီ TikTok တွေပိုင်းသုံးလုံးမှပဲသိတယ်အရင်ကကျတော့ကျွန်တော်ကအနေအေးနဲ့ထဲမှာပါတော့လေကိုယ်ကိုလူတွေကြိုက်နေလားမကြိုက်နေလားသိမသိဘူးမသုံးတော့လေခုနောက်ပိုင်းအဲ TikTok တို့အဲ့လို Facebook Reel တို့ပါအဲ့လိုလေးအတူထွာလေးတွေအဲ့လိုလေးတွေဟိုတင်နေနေပဲဗာပြောပြော ဟိုပြောရပါတယ်ဟုတ်ပြီတော့အဆင်အဆင်ပြေပါတယ်အဆင်ပြေတယ်ဆိုတော့လေအခုကျွန်တော်ဝါသနာပါတဲ့ကျွန်တော်လုချင်တဲ့အမှုပညာအလုပ်တွေပြန်လုပ်နေရတော့ကျွန်တော်ပြောတယ်ဟုတ်ကျွန်တော်တိကျအလုပ်ပြန်လုပ်နေပြီဆိုတော့လေအခုတောက်လျှောက်လည်းပြန်ရိုက်နေပြီပြန်လည်းရိုက်နောက်ထပ်ထပ်ရိုက်ဖို့လေးလည်းရှိတော့ဟိုအရင်တော့တော့ကျွန်တော်ပျောက်ပျောက်မသွားတော့ပါဘူးတောက်လျှောက်ကျွန်တော်အလုပ်လုပ်တော့မှာမဟုတ်တော့တချင်းအဲဘာညာဆိုလို့ရှိရင်တချင်းလည်းလို့အစီအစဉ်မရှိဘဲလည်းလာငှားတော့ဆိုဖြစ်တာပေါ့ဟုတ်ကျွန်တော်ဘောကဟိုတချင်းနဲ့စတာ ဟိုတခြားနဲ့စားတော့လေး၁၀တန်းလောက်တည်းကကျွန်တော်တို့ကဟိုတငယ်ချင်းတွေနဲ့ကိုယ်ပိုင်ကိုယ့်ဘာကိုတီးကြခတ်ကြအလုံးကိုယ်ပိုင်တီးဝိုင်းလေးတွေရှိတယ်ဘုရားဘာသာဆိုပေမဲ့လည်းဒီ gospel sound တွေအဲ့လို christian ဟို carousing တွေပါဆိုလို့ရှိရင်တော့ကျွန်တော်အဆိုဖြစ်တာဟိုဘုရားကျောင်းတွေမှာတော်တော်များများအကြောင်းကျွန်တော် christian လို့တော့ထင်တာအဲတခြင်းတွေအနေပတ်သက်အဲဘုရားကျောင်းပွဲတွေမှာဆိုအများအားရှိတော့လေဟုတ်ဘုနုတော့မရှိပါဘူးတခြင်းကတော့ဟိုပါပါဒီလိုဟိုကျွန်တော် major လည်းမဟုတ်လေ major မဟုတ်တော့တခြင်းကတော့ကျွန်တော်အပျော်အပျော်လောက်ပါပဲအပျော်လည်းလောက်ပါဟုတ် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဘာပြောအခုတရင်ကျုပ်ပြီဆိုတော့ကျွန်တော်တို့အဲဒီဒီ interview အချိန်ပေးခြင်းနဲ့ပြည်သက်တယောက်ချင်းတစ်ယောက်ချင်းဒီဆက်ရွက်ရအောင်ကျွန်မအားသာကြပါစေကျွန်တော်ဆုတောင်းပေးပါ